ညရုံမီတန်ကြားပိတ်တယ်များရှင်ကမ္ဘာနိုင်ငံတွေမှာစိုက်ပျိုးရေးလုပ်ငန်းကိုခင်မီနေစနစ်တွေခင်မီဆက်ကရီယာတွေနဲ့စိုက်ပျိုးထုတ်လုပ်လာကြပြီးဈေးကွက်မှာလည်းနေရာယူလာကြတာကိုတွေ့ရပါတယ်အခုကျွန်မတင်ဆက်ပေးမှာကတော့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးကိုလေ့လာခြင်းတဲ့သူတွေအတွက်ခေတ်သစ်စိုက်ပျိုးရေးနီလို့ခေါ်တဲ့ hydroponic စိုက်ပျိုးရေးအကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်မနဲ့တူစိုက်ပျိုးရေးသုတေသနဦးစီးဌာနရည်စင်းမှာရှိတဲ့ hydroponic မြူလာမဲ့စိုက်ပျိုးရေးသုတေသနခြံကိုသွားရောက်လေ့လာကြည့်အောင်ပါ thank you မမြင်ပါပါရှင်မင်္ဂလာပါညီမလေးဟုတ်ကဲ့ပါရှင်ဟိုက်ဒရိုပိုနစ်လို့ခေါ်ရဲပေါ့နော်ရေလောင်မဲ့စိုက်ပျိုးရေးနည်းစနစ်ကိုလေ့လာရတဲ့မှာပေါ့နော်ဒီနည်းရဲ့စိုက်ပျိုးခြင်းနဲ့တောင်သူတွေတက်ကိုမျှဝေပေးခြင်းလို့လာခဲ့ရပါရှင်အစိုးညီမလေးအမတို့ထဲထဲမှာသုတေသနပြုဆောင်ရွက်ထားတယ်ရေလောင်မဲ့စိုက်ပျိုးနည်းစနစ်သုတေသနစံသပ်ကွက်ကလေးကိုဝင်ကြည့်ရင်းနဲ့ညီမလေးသိချင်တာလေးတွေရှင်းပြပေးမယ်လေဟုတ်ကဲ့ပါရှင်အဲ့ဒါသွားအောင်ပါ မတို့ကပိုးလုံးစာဦးဖြစ်တဲ့အတွက်ပြပစည်းလာတဲ့ဖနက်တွေကိုချွတ်ပြီးတော့အတွင်းမှာရှိတဲ့ဖနက်တွေကိုစီးရတယ်။အကြောင်းလဲဆိုရင်အမတို့အပြင်ကပါလာတဲ့ပိုးမွားတွေကိုကတ်ပြီးရောပါမလာအောင်ပိုးမွားကာကွယ်တဲ့အနေနဲ့ဒီဟာကိုချွတ်လုပ်ပေးရခြင်းဖြစ်တယ်ညီမလေး။ ဒါတော့မြူလာနဲ့ဤပညာစနစ်နဲ့စိုက်ပျိုးထားတာဖြစ်တယ်ဒီမှာလေဟုတ်ကဲ့ပါမဒီ hydroponic စိုက်ပျိုးနည်းအကြောင်းလည်းရှင်းပြပေးပါဦးရှင် hydroponic မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်ဆိုတာကအမားတို့ကဒီပေါ့နော်မြေစီလာမပါပဲဟာရရေနဲ့ရေနဲ့ကိုအသုံးပြုပြီးတော့ကြတော့ အပင်ဆိုင်နဲ့တက်တဲ့ပဝင်းချင်းဖန်တီးပေးပြီးတော့စိုက်ပျိုးထားစိုက်ပျိုးရတဲ့နည်းပညာတစ်ခုဖြစ်တဲ့အပင်ရှင်သန်ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင်ရေနဲ့အဟာရဓာတ်ကိုအမြင့်ကနေဓာတ်ရိုက်ဆုပ်ယူပြီးတော့ကြတော့အရေးသွေးကောင်းမွန်တဲ့အသိဉာဏ်လေးစိုက်ပျိုးထုတ်လုပ်နိုင်တဲ့နည်းပညာတစ်ခုလည်းဖြစ်ပါတယ်ညီမလေးဒီလိုလေးစိုက်ပျိုးမယ်ဆိုတော့နော်လိုအပ်တဲ့နေနေရာအနေအထားနဲ့ပေါ့နော်လာဟောက်ပြပြမယ်အပိုင်းလည်းပြပြပါဦး။ အခုအမားတို့ကကြတော့ဒီစီးပွားရေးပေါ့နော်စိုက်ပျိုးဖို့အတွက်ဒီ nut house တွေ green house တွေနဲ့စိုက်ပြထားတာဖြစ်ပါတယ်ပေါ့နော်ကိုယ့်ဟာကိုယ်အခုခေတ်မှာဆိုရင်မြေနေရာရှားပါလာတာဖြစ်တဲ့အတွက် ကိုယ့်အိမ်မှာကိုယ်ပဲတပိုင်းတနိုင်ပေါ့နော်စိုက်ပျိုးလုပ်လဲရပါတယ် မြေလွန်မဲ့စိုက်ပျိုးနည်းစနစ်ဟိုက်ဒရိုပိုနစ်ဟာဆိုရင်နိုင်ငံတကာမှာဆိုရင်လည်းစိုက်ပျိုးနေတာကိုတွေ့ရှိရပါတယ်။အမတို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင်းသိရရနဲ့သုတေသနဌာနဆိုတာဆိုရင်ဒီဟိုက်ဒရိုပိုနစ်စိုက်ပျိုးနည်းစနစ်ကိုနှာဟောက်စတေနဲ့စောက်ပြီးတော့သုတေသနပြုဆောင်ရွက်နေတယ်။အမတို့ဒီဘက်ခက်မှာဆိုရင်မြေမြရာရှားပါလာတဲ့မြို့တွေမှာဆိုရင်ကိုယ့်ဟာကိုယ့်အိမ်မှာကိုတပိုင်းတနိုင်နေရာလွတ်ကလေးတွေမှာလည်းစိုက်ပျိုးနိုင်ပြီးတော့ကြတော့စီးပွားပြေးစိုက်ပျိုးမယ်ဆိုရင်ဒါမျိုးနှာဟောက်စတေ Day Green House Day နဲ့လည်းစီးပွားပြီးစိုက်ပျိုးနိုင်တာတွေ့ရပါတယ်။ဒီစပြုံးနည်းစနစ်ဟာဆိုရင် ခုခေမြေလွာရှားပါလာတဲ့မြို့ပြတွေမှာဆိုရင် အသုံးဝင်တဲ့ဤပညာတစ်ခုလည်းဖြစ်ပါတယ်။ Hydroponic စိုက်ပျိုးနည်းစနစ်ကိုတော့လှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်အစီအစဉ်ပရောဆက်အစီအစဉ်တွေကြောက်ရပါဘူး။အမားတို့ဒီမြေလွာမဲ့စိုက်ပျိုးနည်းစနစ်ကိုစိုက်ပျိုးရမယ်ဆိုရင်အပင်တွက်လိုအပ်တဲ့အာဟာရရည်ကိုပထမပြင်ဆင်ရပါတယ်။ မြေလွှာမဲ့အတွက်ဟာရရေအားကြတော့အမတို့အ திக သုံးပြုတဲ့မျောစာတွေဖြစ်တဲ့ nitrogen, phosphate, potassium, calcium, magnesium, boron, iron, sulfur ကိုအချို့ကြထည့်ပြီးရောကြတော့အေးဖြောဆက်ထားရပါတယ်။ဒီကြတော့ပင်လေးတွေစိုက်ဖို့အတွက်မျိုးစိကိုပြိုးစင်းလုပ်ငန်းကိုဆောင်ရွက်ရပါတယ်။မျိုးစိပြိုးတီကနေ့ အပင်ပေါ့နော်ဆယ်ရသားရှိသည့်အထီပေါ့နော်အဟာရရေပေါ့နော်အစစ်စက်မပြတ်လှက်ပတ်ထားတဲ့စင်ပေါ်ကိုတင်ပြီးရောကြတော့စိုက်ပြိုးရပါတယ်ဒီရွက်စားသီးနှံလေးတွေရဲ့55ရက်ရက်60အတွင်းမှာလိုအပ်တဲ့အဟာရရေတွေကိုပေးပြီးတော့စောင့်ရခြင်းဖြစ်ပါတယ်အခုလိုမျိုးနော် hydroponic မြေလာမဲ့စနစ်စိုက်ပြိုးနေတော့နော်ဘလို့သီးနှံတွေရောစိုက်ပြိုးလို့ရပါလိမ့်ရှင် hydroponic မြေလာမဲ့စိုက်ပျိုးနည်းစနစ်မှာဆိုရင်အမတို့ရွက်စားသီးစားနှမျိုးလုံးကိုစိုက်ပျိုးနိုင်ပါတယ်အမတို့ ခင်းသိညွှန်ရသုတေသနာဌာနစုမှာတော့ရွှေစားသီးနှံတွေကိုလက်ရှိသုတေသနာပြုဆောင်ရွက်နေတာဖြစ်ပါတယ်ဒီမှာလေရွှေစားသီးနှံတွေမှာဆိုရင်မတို့မုံငင်းဖြူပတ်ချွိုင်းဆလတ် မုံငင်းစိမ်စသည်ရွှေစားသီးနှံတွေကိုစိုက်ပျိုးနိုင်ပြီးတော့သီးစားမှာဆိုရင်ခရမ်းချင်းငရုတ်ငရုတ်ချိုသီးစားဖြစ်တဲ့စတော်ဘယ်ရီရစစပြီးတော့စိုက်ပျိုးနိုင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနည်းနဲ့စိုက်ပျိုးခြင်းနဲ့တောင်းသူတွေအနေနဲ့ပေါ့နော်ဟိုက်ဒရိုပိုနစ်စိုက်ပျိုးနည်းကိုစိုက်ပျိုးရတဲ့အခါမှာရောအခက်အခဲရရှိနိုင်ပါလားရှင် အတိုပိုနီရဲ့နည်းပညာနဲ့စိုက်ပျိုးမယ်ဆိုရင်တောင်သူတွေအနေနဲ့ကတော့သီးနှံအလိုက်တင့်တော်တဲ့အဟာရရအချိုးအစားချော့ဆက်တဲ့အခါမှာအခက်ခဲတော့ရှိနိုင်ပါတယ်။ဒီနီလန်းကိုလည်းဖြည့်ရှင်ဖို့အတွက်အမရိုဟီသီးရဲ့သုတေသနဌာနဆိုကသီးနှံအလိုက်ပုံပြူနိုင်တဲ့အဟာရရတွေကိုသုတေသနပြုဆောင်ရွက်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမ။မတို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနဲ့ပေါ့နော်။တောင်သူတွေတက်ကိုခုလိုမျိုးနည်းပညာတွေကိုဖြန့်ဝေပေးတဲ့အခါမှာဘယ်လိုမျိုးအပိုင်းနဲ့ဆောင်ရွက်ပေးထားပါလဲရှင်။ မတော်စပြုသူတည်သနာဦးစီးဌာနအနေနဲ့စားသောက်မှုလုံခြုံဆိတ်ရှားရပြီးဘေးအန္တရာယ်ကင်းရှင်းတဲ့ဟင်းသင်းဟိရတွေကိုညီလာမဲ့စပြုနေစနစ်နဲ့စပြုထုတ်လုပ်ဖို့အတွက်ဒီတောင်သူတွေအတွက်စပြုသီးနှံအလိုက်စပြုရာသီအလိုက်တင့်တော်တဲ့အာဟာရရေနှုံသားတွေကိုအမတို့ဟင်းသင်းဟိရသူတည်သနာဌာနဆိုကနေသူတည်သနာပြုစမ်းသပ်ပြီးတော့ကြတော့ဒီနေ့စနစ်နဲ့ရရှိလာတဲ့ရလတ်တွေကိုတောင်သူတွေကိုကွင်းသရုပ်ပြပွဲတွေပြုလုပ်ပြီးတော့ကြတော့ ်တင်ညာပေးညှဝေသွားမှာဖြစ်ပါတယ်ညီမလေးဟုတ်ကဲ့ပါရှင်အမတို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနဲ့ပေါ့နော် hydroponics ဆိုတဲ့နေရာမှာစိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ပြီးတော့ဆက်လက်လှုပ်ဆောင်နေတဲ့သုတေသနလုပ်ငန်းတွေရှိတယ်ဥပမာပြပါဦးမတော်စက်ပြိုးသူတေသနာဦးစီးဌာနအနေနဲ့မြေလွန်မဲ့စက်ပြိုးနီးစနစ်နဲ့ယခုလက်ရှိမှာလည်းသူတေသနာပြူဆောင်ရွက်နေတာဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လည်းတောင်သူတွေလိုက်ပါလှုပ်ဆောင်နိုင်ဖို့အတွက်လည်းသူတေသနာပြူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုဖြေကြပြီးတော့ကျေးဇူးတင်ပါတယ် ရရုံမြင့်တန်ကြားပိတ်တများရှင်ဒီ hydroponics ဆိုတဲ့နေလွားမဲ့စိုက်ပျိုးနေစနစ်ဟာဆိုရင်ခေတ်သစ်စိုက်ပျိုးရဲ့နေစနစ်တစ်ခုဖြစ်တယ်လို့မြေနေရာရှားပါလာတဲ့မျိုးပြလူနေမှုနဲ့လာရောညှူထွေမှုဖြစ်စေပြီးအပင်ကိုအာဟာရထောက်ပံ့ပေးတဲ့ရေကြီးနေရာမှာရေကိုအစားထိုးစိုက်ပျိုးရဲ့စိုက်ပျိုးရဲ့နေစနစ်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုနိလန့်တွေနဲ့စားရိတ်ခါဖူလို့ဖို့အတွက်တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့်အန်ရဲကင်းပြီးစိတ်ချရတဲ့ အသေးရွက်တွေကိုရရှိကာစံပါရေးအတွက်လည်းညာစွာအထောက်ပံ့ဖြစ်စေမှာဖြစ်ပါကြောင်းအခုလိုပဲလေးလာရိုက်ကိုတင်ဆက်လိုက်ရပါရရှင်။